မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မွန်ပြည်နယ်မော်လမြိုင်မြို့အရှိတောင်တိုင်းစစ်ဌာနချုပ်ရတခအတွင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာစစ်ဗိုလ်ချုပ်၄ဦးအပါအဝင်ထိခိုက်ဒဏ်ရာရရှိတဲ့သူအယောက်30ကျော်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းအပါအဝင်စစ်ကောင်းဆောင်များအထူးအစည်းအဝေးလုပ်နေတဲ့အချိန်ရှားထူးသောနှီးပညာတပ်ဖွဲ့ဝင်တွေကဒုတိယအကြိမ်မြောက် ကာမီကာစီ fix wing drone တွေနဲ့တိုက်ခိုက်မှုမှာဒဏ်ရာရတဲ့စည်ရင်ထဲမှာဒုဗိုလ်ချုပ်မှုကြီးစိုးဝင်းနဲ့ဒုဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေတို့ပါဝင်နိုင်တယ်လို့သိရပြီးတော့ဗိုလ်ချုပ်တဦးဗိုလ်မှူးချုပ်တဦးအပါဝင်အကြီးပိုင်း6ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးတော့၎င်းတို့တဲက3ဦးဟာအပီလာကိုရဲ့နေညကတေဆုံးသွားပြီလို့သတင်းတွေကြားနေရကြောင်းကိုရှားထူဝနီးပညာတက်ဖွဲ့ Alpha Back တက်ခွဲကပြောဆိုခဲ့ပါတယ် ရှာထူအောင်ဤပညာတက်ဖွဲ Alphabet တက်ခွဲကကာမီကာစီ Fixed Wing Drone နေနဲ့ရတခအတွင်းမှာရှိတဲ့စစ်ကောင်းစီဒူကောင်းဆောင်စိုးဝင်းနဲ့အဖွဲ့အထူးအစည်းအဝေးလှုပ်ဆောင်နေတဲ့နေရာကို AP လ9ရက်နေ့နေ့လယ်ပိုင်းမှာဒုတိယအကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စိုးဝင်းကားနဲ့အနောက်ကလူနာတင်ကားတစီပညာရေးတပ်နာကဂရင်300မှာရောက်နေပါတယ်ကွန်မန်ဒိုတွေလည်းဈေးရုံမှာအဆောင်ချထားတယ်အကောင်ကြီးကြီးတွေအများကြီးထိထားတဲ့ပုံစံပဲလို့ ပတ်ဝန်းကျင်သတင်းအရင်းမြစ်ကပြောဆိုထားပါဗျ။နောက်ဆုံးရတဲ့သတင်းကရတခထဲမှာရက်ထားတဲ့ရဟရင်နှစ်စင်းလုံးထိမှန်မှုရှိခဲ့တယ်လို့သိရတယ်။ဖအံတက်မှ၂၂မှာရုံထိုင်ကိုကဲနေတဲ့ကာစာထမှုညွန်ဝင်းဆိုရဲ့ရဟရင်အခုထိဖအံကိုပြန်မရောက်သေးဘူးလူလည်းပြန်ရောက်မလာသေးဘူးထူးခြားတဲ့သတင်းရထားတယ်လို့၎င်းကဆက်ပြောပါဗျ။သတင်းအရင်းမြစ်ရဲ့ပြောပြချက်အရနေပြည်တော်နဲ့ဒူးချုပ်စိုးဝင်းရဲ့ကာစာထမှုညွန်ဝင်းဆိုရဲ့သူတို့နှစ်ဦးနဲ့အဆက်အသွယ်တွေပြတ်တောက်နေပြီးတော့အကုန်လုံးပြောင်းဆန်နေကြတယ်လို့ရှာထူဝါနီးပညာတပ်ဖွဲ့ Alphabet တပ်ခွဲကပြောဆိုခဲ့ပါတယ် ရှားထူးရောဤပညာတပ်ဖွဲ့ Alphabet တပ်ခွဲဟာ AP လ၈ရက်နေ့ကလည်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အကြံဖတ်စေကောင်းစီရဲ့ဒူကောင်းဆောင်စိုးဝင်းဟာရတခါမှရောက်ရှိနေပြီးတော့မြဝတီသင်္ကန်းညီနောင်ကော့ဂရိတ်ဆက်စင်ရေးတွေကိုအနီးကပ်ကုတ်ကဲနေချောင်းကိုတရင်ရရှိထားတဲ့အတွက်ရသည်များနီလန်းတွေကိုအုံပြုပြီးတိုက်ခိုက်နေခြင်းဖြစ်ကြောင်းတရင်ရရှိပါရခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်တရင်ကတော့မွန်ပြည်နယ်ကြိုက်ထူမြို့မှာ ကားဆက်ရှက်စီးပါတဲ့စစ်ကောင်စီရင်နန်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခဲ့ရာ၃စီးဟာပျက်စီးသွားပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးထက်မနည်းတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မော်လမြိုင်ကားလမ်းအတိုင်းပဲခူးတိုင်းကနေဝင်ရောက်လာတဲ့စစ်ကောင်စီရင်နန်းကို AB လ9ရက်နေ့မနက်7:15မိနစ်အချိန်မှာကြိုက်ထုံမြို့အင်္ဂဘူကျေးရွာအနီးမှာပြစ်ခတ်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မွန်ပြည်နယ်မှာဆိုးဝင်းခီးစဉ်အတွက်ရေးပေါ်ထွက်သွားတဲ့ရင်နန်းလို့သိရတယ် ပြစ်ခတ်တန်းတွေမြို့ပေါ်ကနေကြားနေရတယ်ကြံတာတော့မသိရသေးဘူးလို့ကြိုက်ထုံမြို့ကန်တူကပြောပြခဲ့ပါတယ်စစ်ကောင်စီရဲ့ဒူးခေါင်းဆောင်စိုးဝင်းဟာအေပီလာရှေ့ရက်နေ့ကနေစပြီးတော့မွန်ပြည်နယ်မွန်လမြိုင်မြို့မှာရှိတဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ကိုရောက်ရှိနေပြီးတော့တော်လိုင်းရေးအင်အားစုတွေက drone နဲ့နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှားတူအောင်နည်းပညာတပ်ဖွဲ့ရဲ့ Alpha Vex တပ်ခွဲက Kamikaze Fixed Wing Drone တွေနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ Alpha Vex drone force ကထုတ်ပြန်ထားတာကိုတွေ့ရပါတယ်၎င်းတိုက်ခိုက်ခံရမှုကြောင့်လုံခြုံရေးတိုးမြင့်ဖို့အတွက်ရောက်ရှိလာတဲ့စစ်ကောင်စီရင်တန်းကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းကြိုက်ထုမျိုးကပြည်သူ့ကာကွယ်ရေးဘော်တအုပ်ကပြောဆိုခဲ့ပါတယ်ကြိုက်ထုတော်လှန်ရေးအင်အားစု KRF KNU KNL ကဝပကဖ ABSDF PDF တိုက်ရင်သုံးတဲ့ကြိုက်ထုပကဖပူပေါင်းအဖွဲ့ကစီရေးပြတ်မှတ်အဖြစ်နဲ့တတ်မှတ်ပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့စစ်ကောင်စီအရာရှိ2ဦးနဲ့တပ်သား19ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ရှေ့ဦးတည်ဆုံသွားကြောင်းကို KRF ကထုတ်ပြန်ထားပါတယ်၎င်းတိုက်ခိုက်မှုမှာပူပေါင်းတပ်ဖွဲ့ကပြည်သူ့ကာကွယ်ရေးဘော်တအူးမြင့်မြတ်စွာကြာဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဖားပွန်ခရိုင်ဖားပွန်မြို့နယ်စစ်ကောင်စီရဲ့နောက်ထပ်တပ်ရင်းတစ်ခုဖြစ်တဲ့တပ်ရင်း434ကို KNL နဲ့တော်လိုင်းပူပေါင်းမဟာမိတ် တပ်ဖွဲ့တွေက AP လ9ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖားပွန်မြို့ကစစ်ကောင်စီရဲ့နယ်မြေခံတပ်ရင်း16တပ်ရင်း642နဲ့ တရရင်၄34စုစုပေါင်းတရရင်၃ခုတပ်စခန်းတွေကို KNL နဲ့တော်လိုင်းပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ AP လ6ရက်နေ့မှာ၄34တရရင်ဌာနချုပ်ကိုတပ်သိမ်းလိုက်ပြီးမနက်9နာရီကစတိုက်တာနေ့လယ်2နာရီကျော်လောက်မှပြီးတယ်။စစ်ကောင်စီဘက်ကလေရင်နဲ့တနေကုန်ပြစ်နေတယ်လို့နယ်မြေကစီရေးသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။ကူးစိတ်ရွာနဲ့ဖာပေါ်မြို့ဂျာမာတီရှိတဲ့စစ်ကောင်စီရဲ့တရရင်တပ်ဖွဲ့များဟာတရရင်79 340 341ဗျူဟာကုန်းနဲ့တရရင်၄34လို့ဖြစ်တယ်လို့သိရပါတယ်။ ်စစ်ကောင်စီရဲ့တရဲ16နဲ့တရဲ64နှစ်ကိုတော့မက်စလာ29ရက်နေ့မှာ KNL နဲ့တော်လိုင်းပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့သကိုင်းတိုင်းရေဦးမြို့ရဲစခန်းကမင်္ဂလာဆောင်နဲ့မူရစ်တောက်စားပြီးတော့ချက်တိုက်နေတဲ့စစ်သားနဲ့ပြူစောထီးတွေကိုဘုံကျဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သား3ဦးဒဏ်ရာရသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ9ရက်နေ့မနက်7:55မိနစ်အချိန်ကရေဦးမြို့ရဲစခန်းထဲမှာရဲတအုပ်နဲ့နန်းစီဒီယံဝန်ထမ်းတို့မင်္ဂလာဆောင်ကျင်းပနေတဲ့အချိန်ရွှေဘိုခရိုင်အမှတ်14တပ်ရဲရေဦး PDF က Facewind Drone နှက်စီးနဲ့ဘုံဒီ၃လုံးကျဲချပြီးတော့လက်ဖွဲ့ခဲ့ပေမဲ့ထိခိုက်ကြာဆုံးမှုတွေကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့ရေဦး PDF ကပြောပါတယ်။ဧပြီလ9ရက်နေ့မနက်9:45မိနစ်အချိန်မှာရေဦးမြို့အောင်မင်္ဂလာရက်ကွက် မူးချင်းအစင်းမှာမူးရဲတောက်စားပြီးတော့ကြက်တိုက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီးတွေကို fixed wing drone နဲ့စီးနေဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့ရာကြက်ဝိုင်းအတွင်းထဲမှာရှိတဲ့စစ်သား၃ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအပြီးမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဘက်ကလက်နက်ငယ်တွေနဲ့ဘေးပတ်ဝန်းကျင်တွေကိုရန်တမ်းပြီးတော့ပစ်ခတ်ခဲ့ပေမယ့်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကတော့အထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်မှာစစ်ကောင်စီရဲ့နောက်ဆုံးတပ်စခန်းတစ်ခုဖြစ်တဲ့ခလာရ295ကလက်နက်ချဖို့ငင်းဆန်နေတာကြောင့် KNLA ဦးဆောင်တဲ့မဟာမိတ်တပ်ဖွဲ့တွေကစတင်တိုက်ခိုက်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုက်ပွဲတွေစတင်ချိန်မှာမြောက်ပြည်မြို့အထွတ်ခလာရ295တိုက်ရဲအနားမှာပဲစတင်ခဲ့ပေမဲ့တိုက်ပွဲ area ဟာတဖြည်းဖြည်းကျယ်ပြန့်လာပြီးတော့ခလာရ295ကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေတယ်လို့ မြောင်ရီမျိုးတွေကရက်ွက်တည်တဲ့အထီကိုလက်နက်ကြီးတွေကြားရောက်ပောက်ကွဲပြီးတော့မိတွေလောင်ကျွမ်းနေတယ်လို့သိရပါတယ်။ဒါအပြင်စေကောင်စီရဲ့တိုက်လေရင်တွေကလည်းအေပီလာ9ရက်နေ့မွန်းတဲ့ပိုင်းကစတင်ပြီးတော့ညနေအထီကိုဘုံတွေတောက်လျှောက်ကျဲနေတဲ့အတွက်အေးဒုက္ခကျေးရွာအတွင်းတွေကနေအိမ်တွေမီးလောင်နေတယ်လို့သိရပါတယ်။ မြောက်ရီမျိုးအမတ်တက်ချစ်ကြည်ရေးတရားမှာလက်နက်ကိုင်းတွေလက်နက်အပြည့်အစုံနဲ့လုံခြုံရေးယူထားတာတွေရှိပြီးတော့အဲ့ဒီလက်နက်ကိုင်းတပ်ဖွဲ့တွေဟာစစ်ကောင်စီဘက်ကလားတော်လှန်ရေးတပ်ဘက်ကလားဆိုတာတည်တည်ချာချာရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ပြောပါရယ်မြောက်ရီမျိုးထဲမှာလည်းဒဘယ်ကပ်စစ်ကားတွေနဲ့ကင်းလှည့်နေတာတွေရှိပြီးတော့အဲ့ဒါတွေက BGF တပ်တွေလို့ပြောပါရယ်ဒါပေမဲ့အဲ့ဒီ BGF တပ်တွေကစစ်ကောင်စီဘက်ကလားတော်လှန်ရေးဘက်ကလားဆိုတာတော့ရှင်းရှင်းလင်းလင်းခွဲခွဲခြားခြားမသိနိုင်သေးဘူးလို့ပြောဆိုခဲ့ပါရယ် ဧပြီလ9ရက်နေ့မှာတော့မြောက်ရီမြို့အထွက်နားမှာရှိတဲ့ရက်ွက်တွေကပြည်သူတွေဟာမြို့အတွင်းထဲထိကိုစစ်ဘေးရှောင်လာကြတယ်လို့တွေ့ရပါတယ်။အမှတ်345ရက်ွက်တွေနဲ့မြို့စုံရက်ွက်တွေဟာ လူတွေလုံးဝနေလို့မရတော့တဲ့အထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါဗျ။မြောက်ရီမြို့ထဲမှာစီကားနေပြီးတော့ရင်ကြောတွေပိတ်ဆို့တဲ့အထိဖြစ်လာတယ်လို့သိရပါဗျ။တာမန်စီကားချင်းမျိုးမဟုတ်ဘဲနဲ့ဝရုံသုံးကားထွက်ပြေးလာလို့ကားတွေပိတ်ပြီးတော့စီကားနေတာဖြစ်တယ်လို့သိရပါဗျ။မြောက်ရီမြို့မှာမြန်မာဖုန်းလိုင်းတွေနဲ့အင်တာနက်လိုင်းတွေအားလုံးဖြတ်တောက်ခံထားရပြီးတော့ထိုင်းဖုန်းလိုင်းနဲ့အင်တာနက်တွေကိုသာအဓိကထားပြီးတော့အသုံးပြုနေရတယ်လို့သိရပါဗျ။မြောက်ရီမြို့ရဲ့တထေးတွေကတော့ကားတွေနဲ့မဲဆောက်ဘက်ကိုကူးဖို့တန်းစီထားတာကိုတွေ့ရပါဗျ။ ထိုင်းဘက်ကလည်းမြောက်ရီမြို့ပေါ်မှာစစ်မီးတောက်လာခဲ့ရင်စစ်ဘေးရှောင်ဒုက္ခတဲ့တသိန်းအထိလက်ခံပြီးတော့တရားကိုဖွင့်ပေးမယ်ဆိုတဲ့သတင်းတွေကြောင့်မြောက်ရီမြို့ကံပြည်သူတွေသိရှိထားကြတာမို့လို့ကြိုတင်ပြီးတော့တန်းစီနေကြတယ်လို့သိရပါတယ်။မြောက်ရီမြို့မှာရှိတဲ့ဝင်ဝင်နေတဲ့ပြည်သူတွေကတော့တောင်ရင်းမြစ်ရဲ့နေဆက်စည်းမျဉ်းမှာနေထိုင်နေကြတာကိုတွေ့ရပါတယ်။အရေးပေါ်လာရင်တော့မြစ်ကိုဖြတ်ကူးပြီးတော့ထိုင်းဘက်ကိုကူးကြဖို့အတွက်ပြင်ဆင်ထားတာကိုတွေ့ရပါတယ်။ ထိုင်းဘက်ကလည်းထိုင်းစစ်တပ်ကိုတောင်ရင်းမြစ်တလျှောက်မှာဖြန့်ကျက်ထားပြီးတော့နယ်စပ်တောတွေတဲ့အထီကိုပါတန်ဆူးချိုးတွေချထားတယ်လို့သိရပါတယ်။မဲဆောက်ဘက်အချမ်းမှာတော့မြပရိဘက်ကပြေးလာတဲ့ဒူတွေကြောင့်အိမ်တွေငှားလို့မရတော့တဲ့အထီဖြစ်နေပြီးတော့အိမ်ဈေးတွေဟာလည်းမြင့်တက်နေတယ်လို့သိရပါတယ်။မြပရိမြို့ပေါ်မှာတော့ဗန်တွေဈေးတွေမြို့မှာဈေးကြီးလုပ်ငန်းတွေစိုင်တွေအားလုံးပိတ်ထားတယ်လို့သိရပါတယ်။နေပောင်းများစွာပြည်သူကိုအနိုင်ကျင့်ဗိုလ်ကျခဲ့တဲ့စစ်ကောင်စီအုပ်ချုပ်ရေးကင်းစင်တော့မဲ့မြပရိမြို့ဟာ အလွန်ကိုရှုပ်ထွေးပြီးတော့ဝရုံသုံးကနဲ့ဖြစ်နေကြတယ်လို့တွေ့ရပါတယ်။မကြခင်မှာမြောက်ရီမျိုးဟာစစ်ကောင်စီလက်အောက်ကလွန်မြောက်တော့မှတေးချာနေပြီမဲ့လေစစ်ကောင်စီရဲ့ရန်ကားမှုတွေကြောင့်ဖြက်စီးခံရမယ့်အခြေအနေဇိုးတွေနဲ့ရင်ဆိုင်နေရကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ။